နှစ်2050အနောက်ကို ပေတရာဆိုတဲ့အနေထားလေးမှာတိန်80ကိုနှစ်ရက်ခွဲပြီးတော့ခြေလို့ရမယ့် channel တစ်ချမ်းစီကျွန်တော်ရောက်ရှိနေတယ်ပေါ့နော်ဒီ channel လေးอ่ะဆိုလို့ရှိရင်ကျွန်တော်တို့တရက်ကုံရွာဖြစ်ပါတယ်တရက်ကုံဆိုရွာဆိုဒီမှာကျွန်တော်တို့အိမ်သူကနေလာမယ်ဆိုလို့ရှိရင် လာမယ်လာမယ်လာမယ်ဆိုလို့ရှိရင်ဘယ်နာရှိလဲဆိုတော့ဘယ်နာနေဝင်လာလဲဆိုတော့ဗျာတရက်ကုံရွာရောက်ပြီဆိုလို့ရှိရင်ရွာထိပ်မှာကုတ်ကူပင်ရှိတယ်။နောက်ပြီးတော့ဆိုင်ရဝါခ်ရှော့လေးရှိတယ်။အဲဆိုင်ရဝါခ်ရှော့ဘေးကလမ်းကြားတွေကနေတဲတဲဝင်လာပြီးတော့ဒီလမ်းထိပ်ရောက်လို့ရှိလို့ရှိရင်ဘယ်ဘက်ခြံကိုချိုးလိုက်ရမှာဖြစ်ပါတယ်။ဒီတော့ငါဒီလိုမျိုးနေထားလေးမှာ rubber chain တွေတော်တော်မိုက်တယ်ကျန်ရှယ်ပဲနော်အဲ့လိုမျိုးနေထားလေးဖြစ်ပါတယ်။ဒီမှာမှာမျက်နှာစာပင်90အနောက်ကို65ပင် ဒီမှာမျက်နှာစာပေ90အနောက်65ပေဒါကဒီအစ်စ်ဖောက်ထားတဲ့ရွာချင်းဆက်မိန်လမ်းမှာယူပေါ့ဗျာဖိုးဘက်ထိတ်ကတရက်ကုံရွာနဲ့ဒီဘက်ထိတ်ကနှောင်းဤပုံရွာနဲ့ပြန်ဆက်မဲ့နေရပေါ့လမ်းကတော့ရှောက်ရှိဆိုတော့ကဒီလိုမျိုးနေထားလေးမှာကဒါကလမ်းဘီမျက်နှာစာကလေးကြတော့သူကမျက်နှာစာ90အနောက်65ပေ380ဖြစ်ပါတယ်ကဲခုအနေနဲ့ချက်ချက်လိုချင်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဗျာပြောရမယ်ဆိုလို့ရှိရင် တို့ဒီဘက်လမ်းနေဝင်လာဒီမှာသူလမ်းဖောက်တာပေးတယ်ဟောကြည့်လိုက်ဒီမှာမြောင်လေးလည်းဖောက်တာပေးတယ်ပြီးနေဆင်လမ်းလေးပေါ့နော်โอเคဒီဘက်ဒီလမ်းလေးထဲဝင်လာမယ်ဆိုလို့ရှိရင်ဒီလမ်းဘေးတောင်းလျှောက်ပေါ့ညနေစာပေ90အနောက်ကိုပေးတရညနေစာပေ90အနောက်ကိုပေးတရစသည်ဖြည့်စုပေါင်း၈ခွန်းရှိပါတယ်ဈေးအကုန်တူတူကြီးပဲကိုကအရင်ဆုံးလာဝယ်တဲ့လူက အကောင်ဆုံးနေရာကိုရရှိမှာဖြစ်ပါတယ်ဒီတော့380ကိုအရေးကြဆိုတော့ဗျာပြောရမယ်ဆိုလို့ရှိရင်340ရှိအောင်နဲ့ဒီမှာချန်ချန်ပိုင်ဆိုင်နေမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီနေရာလေးတရားထူချားတာကဘာလဲဆိုတော့ဂျွာရှိတယ်ဗျာဒီရှိမှာဂျွာအိမ်လေးတွေတန်းရှိနေတယ်ဟိုလေအဆက်နာကနေရာကိုလေဦးလေထိတ်လို့ခေါ်တယ်ဆိုလို့ရှိရင်ဂျွာအဆက်နာကခြံကိုဘာခေါ်မလဲပေါ့နော်ဂျွာအဆက်နာခြံနေထားလေးဖြစ်ပါတယ်ဒီလိုမျိုးရာဘခြံ ရာဘာအပြည့်ပါပါတယ်အပင်ကမခုတ်ပါဘူးဒီတော့ကဒီခြံရဲ့ဆွတ်ဆွတ်ပေါင်းအကျယ်ဝန်းကိုပြောရမယ်ဆိုလို့ရှင်လန်ထားအောက်ကလေးဖြစ်မယ်မျက်နှာစာပေတရာရှိမယ်အနောက်ကို465ပေရှိပါတယ်ဒီတခြံလုံးဝင်မယ်ဆိုရင်တော့3900အပိန်နဲ့ရရှိမှာဖြစ်ပါတယ်အကယ်၍ကိုအနေနဲ့ခွဲယူမယ်ဆိုလို့ရှင်တော့ဗျာဘာဘာညာညာနဲ့ရတော့အရေးကြတွေပါပြီးရမယ်ဆိုတော့က3 600နှုန်းလောက်ကျသွားတယ်ဆိုတဲ့အနေထားလေးတော့ရှိတာပေါ့နော်ဆိုတော့မိတ်ဆွေတို့အနေနဲ့အားလုံးကိုယူလိုက်မလားတေကကျော်ပါလေဒါမှမဟုတ်လို့ရှိရင်လေကိုအနေနဲ့ညနေစာပေ50အနောက်ကိုပေတရားဟိုလန်ထိတ်မှဆိုလို့ရှိရင်ညနေစာပေ50အနောက်ကို65ပေဘယ်နေရာရွေးမလဲကျွန်တော်မြေပုံလေးနဲ့ပြပေးမှဖြစ်ပါတယ်ဒီတော့ကိုအနေနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ကိုကြီးကျွန်တော်ဒီကွက်ဒီကွက်ယူမယ်လာပြောလို့ရပါတယ်နောက်ပြီးတော့ဒီ channel ရဲ့ထူခြားချက်က ျွန်တော်ဖအန်းနေလာရောင်းပေးတာပေါ့နော်ပုံမှန်ဆိုကျွန်တော်လာမရောင်းဝေးတယ်နောက်ပြီးတော့အလှူတွေဖြစ်ဖြစ်သွားတယ်ပေါ့နော်ဒီဘက်ချမ်းမအကုန်လုံးရောင်းတဲ့ချမ်းမန်သမ ्या အကုန်လုံးအမြှဝေးတာကြီးပဲဒီတော့ကဒီ channel ရဆိုလို့ရှိရင်ကျွန်တော်တို့အရင်တော့ဒီအိမ်ဒုတပွင့်လုံးကိုစံစဘာစိုက်ပြိုးထောက်လုပ်ပေးနေတဲ့ဆရာမချမ်းမို့လို့ကျွန်တော်ကဒီဘယ်လိုပြောမလဲ စံစာပါထုံးလုံးဆိုင်ပြိုတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လာပြီးတော့ကူညီပေးတဲ့သဘောမျိုးပေါ့နော်သူ channel လေးသူလည်းအခက်အခဲရှိတဲ့အသက်ကြီးပြီးဆိုတော့ကဒီ channel လေးကိုကျွန်တော်လာရောက်ပြီးတော့ရောင်းချပေးတာဖြစ်ပါတယ်။နောက်သူအနေနဲ့လည်းဆက်လက်ပြီးတော့ကျွန်တော်တို့ဒီအိမ်နူးတခွင်ရွှေပြည်တောင်တခွင်နှက်ကြောတခွင်ဒါလူတွေဝန်းဝါးဖို့အတွက်စပားတွေထပ်ဆိုင်ရအောင်မယ်။စံစာတွေထပ်ကြဲရအောင်မယ်ဆိုတော့ကဆီယမ်မာရဲ့ဖုန်းနံပါတ်လေးကိုလည်းကျွန်တော်တစ်ခါတည်းရေးထားပေးမှဖြစ်ပါတယ်။ခုအနေနဲ့စံ ဟိုဒီကျွန်တော်တို့ data ဆန်စင်ဒုက္ခဆန်စားခြင်းနဲ့ဆိုလို့ရှိရင်လည်းသူ့စီမှာဝယ်လို့ရပါတယ်။သူကဒီတကွင်လုံးကိုသူကစဘာလဲစိုက်တယ်ဆန်လဲကြိတ်တယ်ဆိုတော့ဆ iam မှာဖြစ်ပါတယ်။ဆိုတော့သူ့ channel လေးကိုကျွန်တော်အခုလာရောင်းချပေးတယ်။ဒီ channel လေးကိုစိတ်ဝင်စားနေဆိုလို့ရှိရင်လည်းဒီ channel လေးကိုသူ့ဖုန်းနံပါတ်လေးကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီနေရာအနေထားလေး location ပေါ့နော်။နောက်ပြီးတော့ဒီ channel ရဲ့ ပိုင်ဆိုင်မှုအနေထားဒီ channel ရမြင်တဲ့အတိုင်းပဲဒါကပုံစံခုနှစ်ထွက်ပြီးသားဥယျာဉ်ချမ်းမြေတွေဖြစ်ပါတယ်ပုံစံခုနှစ်ထွက်ပြီးသားဆိုတဲ့အနေထားလေးတစ်ခုမှာရွာဘဲမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ရွာလူတွေကတစိတပိုင်းခွဲရောင်းကြတယ်ပေါ့ဗျာအဲ့လိုမျိုးနေထားလေးတော့ရှိတယ်ဒီအရှိမဆိုလို့ရှိရင်ဒါကရောင်းပြီးသွားပြီဒီနှစ်အစပိုင်းတော့အကောင်လုံးရောင်းပြီးသွားပြီနော်ကိုယ့်ရဲ့ဒီမျက်နှာချင်းဆိုင်ဒီမျက်နှာချင်းဆိုင်နေရာတွေအကောင်လုံးရောင်းပြီးသွားပြီဆိုတော့ သူသခင်ကလည်းတကယ်ချင်းချင်းချင်းနေပေါ့ဗျာငါချက်နေမှာရောင်းလိုက်တာအကုန်ကုန်သွားပြီနေရောအကွက်ချရောင်းမလားဘောတော့သိရဟုတ်လားဆံမောက်လာမျိုးဆိုရဆံမားလည်းဖြစ်နိုင်လို့ရှိရင်ရှင်းလင်းဝအောင်တခါတည်းတေအကားကြော်လုံးရောင်းပြလိုက်ရှင်တော့ဗောနော်ဒါပေမဲ့လည်းမိသူပင်ဖြစ်စေကမူခေကာလာအနေထားရခွဲဝဲရှင်တဲ့လူတွေတနိုင်တစ်ပိုင်းပတ်စံ3 40ရှိုံနဲ့ခြံလေးကိုခဏပိုင်ထားမယ်နောက်မှနောက်3 40ကိုဘယ်လိုချိန်မလဲဆံမနဲ့ဓာတ်ရိုက်ညှိလို့ရပါတယ် ဆိုတော့ဒီလိုမျိုးနေထိုင်လေးကိုစိတ်ဝင်စားနေဆိုရင်တော့ဆက်သွယ်မိမြန်ဆုံဆန်းနိုင်ပါတယ်ဒီနေရာကကျွန်တော်တို့တရက်ကုံရွာဖြစ်ပါတယ်တရက်ကုံရွာကောက်ကိုဘင်ကြီးဘေးနားမှာရှိတဲ့ Cycle Workshop Cycle Workshop ဘေးနားလမ်းကြားလေးတွေကိုတက်တက်ဝင်လာလို့ရှင်ဒီ channel လေးတွေရောက်ရှိမှာဖြစ်ပါတယ်အကြေးကွန်းနေမျက်မလာတက်ဘူးဆိုလို့ရှင်ရှမ်းမဖုံဆက်သွယ်လိုက်ပါ အားလုံးကျေးဇူးတင်ပါတယ်